စမ်းမယ်။နီပိန်လိုလို စိန်ပိန်လိုလိုတယောက်ကလာရှိုးချင်းနေနဲ့ပတ်သက်ပြီးဒီလိုရေးထားတယ်။လာရှိုးကို MNDAA တို့ဖေပေးလိုက်ရတယ်။ဖေပေးလိုက်ရတဲ့အကြောင်းရင်းကစစ်တပ်အနေနဲ့ပြန်လည်မတိုက်ယူနိုင်လို့တရုတ်ကြီးစီကအခစားဝင်ပြီး PR ပေးခိုင်းတဲ့အတွက် MNDAA အနေနဲ့လာရှိုးမျိုးပေါ်ကနေဖေပေးလိုက်ရတယ်။ဒါဆိုစစ်တပ်ကလာရှိုးရသွားရောလားဆိုတော့မရဘူး။ဘယ်သူရသွားလဲဆိုတော့ တရုတ်ကျသွားတာပါကိုမတိုက်နိုင်တော့တဲ့နေမြေတစ်ခုကိုပေးလိုက်ရမယ်အစားအချားတိုင်တစ်ပါးတရုတ်ကိုထိုးအပ်လိုက်တာကြီးကတော့မဟုတ်သေးဘူးလေဒါကြောင့်နန်နိုင်ဦးဆိုတဲ့သူကဟိုဟာတောင်းဆိုတယ်ဒီဟာတောင်းဆိုတယ်ဆိုပြီးစာရီထုတ်ပြနေတာဘာလို့ထုတ်ပြနေလဲဆိုတော့သူတို့ရချင်းရောင်ဆောင်ပြချင်းလို့သူတောင်းဆိုတဲ့ချက်တွေကမှတကယ်အောက်ချုပ်ရေးနေမြေစိုးမမှုရတာလေအခုကိုကန်ကပြောတဲ့အတိုင်း တပ်သားအင်အား300တာအခြေချခွင့်ရမယ်။လက်နက်အင်အားကိုလည်းကန့်သက်ထားတယ်။ဒါပြင်ရာမခကိုလည်းပြန်လည်လုခွင့်မပေးတာဘူး။အခုခါကစစ်တပ်ကကောက်ရိုးပုံစောက်ခွေးလုပ်ပြီးခြေကုပ်ယူသွားတာကတရုတ်ကြီးဖြစ်နေတယ်။အဆိုးဆုံးကတော့လက်နက်ချအညံ့ခံထားတဲ့စစ်တရကံကိုနာမခတိုင်မှုတာဝန်ပေးအပ်လိုက်ပြီးမြန်မာနိုင်ငံခေတ်အဆက်ဆက်စစ်တရယုံဥပဒေနဲ့ဖီလာဆန့်ကျင်နေတာပဲ။ ကြားလိုက်သေးလားလွန်ခဲ့တဲ့နှစ်တွေတုန်းကမိုးလေဝသဘူပေါင်းပါဆိုပြီးအမေရိကန်ကောင်းကင်ယံပေါ်ပြန်တန်းခဲ့လို့အမေရိကန်ကတိုက်လီရင်နဲ့ပြစ်ချလိုက်တာဒါတွင်မကပဲတရုတ်ကအနောက်နိုင်ငံတွေမှာကုန်ဆောင်ဆိုင်အတုတွေဖွင့်ကုန်ဆောင်ဆိုင်ရဲ့အနောက်မှာရဲစခန်းတွေပုံရှိုးကွယ်ရှိုးဖွင့်နေလို့ပြဿနာတွေတက်ကြသေးတာလေဒီလိုပြဿနာကစင်ကာပူနိုင်ငံမှာတော့ဖြစ်သွားသေးတယ်ကိုရီးယားတိုင်းပြည်ကိုတိုင်းတစ်ပါးရန်ကကာကွယ်ရမယ်ဆိုတဲ့စစ်တပ်ကတော့ရှင်းတယ် လာရှုံးလိုမြို့ပေါ်မှာတရုတ်အုပ်ချုပ်ရေးရုံးတော်ပေးဖွင့်လိုက်သေးတယ်။စစ်တပ်ကဘာလို့လို့မင်းခံမယ်ဆိုတော့ခစ်ပြက်မှာကိုကျိုးစည်းပွားရှာလို့ရတဲ့ကောင်တွေကိုတော့မပြောလို့ဘူး။ဟိုမပါသားတွေငါတို့အယိုးနဲ့စီယိုးထိုးမယ်ဆိုတော့ကောင်တွေအမျိုးပါသားတာသနာ669တွေဗါတဲ့မင်းတို့ညီပိတ်တွေဗရက်တွေကိုပြောခဲ့တဲ့စကားပီပအာကိုပစင်ရိုးဆိုလားမြှင့်သွားကြတာလားဆိုပြီးခနှုတ်တို့လိုလို ခနဲ့တို့လိုလိုရေးထားတာကိုကျွန်တော်တွေ့လိုက်ရတယ်။ဆိုတော့ မီပိန်လို့လို့စိတ်ပိန်လို့လို့ဘာမှမသိပဲရှောက်ပြောနေတဲ့ကောင်တွေကိုကျွန်တော်ရရှိထားတဲ့တရင်အမှန်ကိုပြောပြမယ်။လာရှိုးကိုပြန်ရတာဟာဘာတရုတ်အကူအညီမှမပါဘူး။တက်မတော်ကမရက်မနာထိုးစစ်ဆင်ပြီးပြန်သိမ်းတာ။စစ်တပ်ကထိုးစစ်တွေကိုဇက်တိုက်ဆင်နေတာကိုလိုင်းပေါ်မတင်ခဲ့ဘူး။ထောင်တောင်းချီတဲ့အကြမ်းဖက်အလောင်းတွေမြေပေါ်မှာပြန့်ကျဲနေတာကိုလည်းတက်မတော်ကဗီဒီယိုဓာတ်ပုံရိုက်အွန်လိုင်းပေါ်မတင်ခဲ့ဘူး။လုံခြုံရေးကြောင့်ကို ထိုးစစ်အရှင်ကိုကြောက်လာတဲ့ကိုကန့်တွေကတရုတ်ရှိဒူတောက်ခစားဝင်ပြီးငြင်းချမ်းရေးတောင်းတယ်။ဒါကြောင့်နိုင်ငံချစ်ချီရေးအနေနဲ့တက်မတော်ကငြင်းချမ်းရေးယူလိုက်ရတာ။အခုတော့ TNL ပဲကြက်တယ်။ PDF တွေဆိုတာတက်မတော်ရဲ့စရင်ထဲမှာတော့မရှိဘူး။တရုတ်ကိုယ်စားလှယ်လာချိုးကိုရောက်နေတာမှန်တယ်။ဒါပေမဲ့တက်မတော်ရဲ့ထိုးစစ်ကြောင့်တရုတ်ကြီးပေါ်ပြေးမာရတဲ့လက်နက်ကင်တွေဘက်ကဂျာဝင်ညှိပေးဖို့အတွက်ရောက်နေတာ။ ဝရံပြေးဖြစ်သွားတဲ့ PDF တွေဟာထုံးစံတိုင်းတဲစကန်းတွေတင်းပြီဆိုပြီးအရင်ကဗီဒီယိုတွေတက်ဖို့အဟောင်းနေနဲ့လိုင်းပေါ်တက်ဖွားနေတာဗျတက်မတော်ကပဲတရုတ်ခေါ်မှမြို့ပြန်ရတယ်လို့လို့ရေးတင်ကြတယ်သူတို့ကဒါပဲတက်နိုင်တော့တာကိုပိန်းနေတဲ့သူတွေနဲ့လိုင်းပဲတုံးပြီးအပြင်မထွက်တဲ့လူတွေကတော့ယုံကြလိမ့်မယ်တက်မတော်ကိုချစ်တဲ့ပြည်သူအပေါင်းတို့သူတို့ပြောသမျှသူတို့တင်သမျှလိုက်ကြည့်ပြီးစိတ်မချမ်းမသာ ဖြစ်မနေကြပါနဲ့ တင်းအမှန်တွေကိုအမြဲတမ်းထုတ်ပြန်ပေးနေတယ်တက်မတော်တင်းမှန်ပြန်ကြားရေးဌာနလည်းရှိသလို Telegram မှာလည်းကျော်စိုးဦးတို့လိုကျော်စွာတို့လိုအချိန်နဲ့တပင်းကြီးတမာတမတ်ကြကြတင်းတင်ဆက်နေတဲ့သူတွေရှိပါလေဗျကိုပီဘွားတိုင်းရင်သားတွေမို့တက်မတော်ကညှိနှိုင်းလုပ်နေရတာဒါပေမဲ့တက်မတော်ကမြမာပီမျိုးကိုတလက်မမအပဲ့မခံပါဘူးတခွန်းမဲ့မှတ်ထားကြတက်မတော်ဆိုတာ ဘယ်အဖွဲ့စည်းဘယ်လောက်ခံနိုင်ငံကမှမဟုတ်ဘူးဆိုတာခမများတို့မြဲမြဲမှတ်ထားပါဗျတတွင်အမှန်တွေတင်ဆက်ပေးနေတယ် Be a state star